တိုင်ဖွန်းမုန်တိုင်းဘွာအန်လွိုင်းဟာတနင်္လာနေ့ကဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့တာမှာလက်ရှိအချိန်ထိလူအနည်းဆုံး26ဦးသေဆုံးခဲ့ပြီးတော့22ဦးပျောက်ဆုံးနေပါတယ်။ကွမ်တရီပြည်နယ်ကမ်းလွန်မှာ၅ဘန်းဆက်လီနှစ်စင်းလိုင်းလုံးကြီးတွေနဲ့ရိုက်ခတ်မိပြီးတော့19ဦးပျောက်ဆုံးနေတယ်လို့သတင်းတွေကဆိုပါတယ်။နောက်ထပ်လှေတစ်စင်းကတော့မုန်တိုင်းတိုက်ခတ်ချိန်အတွင်းအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ဘွာအန်လွိုင်းမုန်တိုင်းဟာတနင်္လာနေ့အစောပိုင်းမှာ ဗီယက်နမ်ကန်ယူရန်ကိုရောက်ရှိခဲ့ပြီးတော့လိုင်လုံကြီးတွေအမြင့်ပေ26ပေအထိရှိခဲ့တယ်လို့အမျိုးသားမိုးလီဝသအေဂျင်စီကပြောပါတယ်။ကန်ဂျီကိုဝင်ရောက်စဉ်ကတနအီကို83မိုင်လောက်တိုက်ခတ်ခဲ့ပြီးတော့ဒေသစံတော်ချိန်မနက်7:00တနအီမှာတော့လေးတိုက်နှုံးကနေ46မိုင်လောက်အထိအာရော့သွားပြီးတော့လာအိုနိုင်ငံတဲကိုဖျက်ကျော်ဝင်ရောက်နေပြီဖြစ်တယ်လို့မိုးလီဝသအေဂျင်စီကထုတ်ပြန်ထားပါတယ်။ဘွားခုန်ခေပ်နာဘာနော်ဂျုံလာကြောက်စရာကြီးဗျာ။ ကျွန်တော်အသက်38နှစ်ရှိပါပြီတစ်ချက်တစ်ချက် ပြင်းလိုက်တဲ့လေးတိုင်နှုန်းကတခါမှမကြုံဘူးပါဘူးသူ့မိုးရိုက်တဲ့အတန်နဲ့တကားရိုက်တန်တွေကညကအိတ်လို့မရခဲ့ပါဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ် I have witnessed many many storms. ကျွန်တော်မုန်တိုင်းတွေအများကြီးအများကြီးကြုံဘူးပါတယ်။ပြင်းလိုက်တဲ့လေကကျွန်တော်မြင်ဘူးသမျှတွေမှာအကြီးဆုံးပါပဲလို့နောက်တဲ့ဒေသခံတအူးကလည်းပြောဆိုထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ Wireline မုန်တိုင်းကြောင့်အင်ဂျီ33600ပျက်စီးခဲ့ပြီးတော့တီးနှံဆိုင်ခင်ဟက်တာ1000ကျော်ရေလွှမ်းမှုခဲ့ပါတယ်။ဒီသားအများပြားကိုလမ်းပန်းဆက်သွေးကြီးလည်းပြတ်တောက်ခဲ့ပါတယ်။အာနာပိုင်တွေကမုန်တိုင်းမတိုက်ခင်မှာတော့လူ3000လောက်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ပါတယ်။လေရင်ခီးစဉ်ယာနဲ့ခြေပြီးတော့ဖျက်သိမ်းတာဒါမှမဟုတ်ရွှေဆိုင်နာတွေလုတ်ခဲ့ရပြီးတော့နိုင်ငံအလဲပိုင်းပြည်နယ်တွေကလေစိတ်လေးခုကိုပိတ်ခဲ့ရပါတယ်။ ဗီယက်နမ်နိုင်ငံဟာရှေ့လျားတဲ့တောင်တိုပင်လယ်ကမ်းရိုးတန်းရှိတာကြောင့်အရှေ့ဘက်ဖလပ်ပိုင်းမှာဖြစ်ပေါ်တဲ့တိုင်ဖွန်မုန်တိုင်းတိုင်းလူလူရဲ့တံကိုခံခဲ့ရပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းဘွာယရိုင်းမုန်တိုင်းဖလပ်ပိုင်းနိုင်ငံကိုဖြတ်တန်းချိန်မှာလူအနည်းဆုံး၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။